ခင်ဗျာ TV တလုံးဝယ်တော့မယ်နော် TV ဝယ်တဲ့ထဲမှာအစ်စ်ထဲရပဲလိုချင်တယ်အဟောင်းနေမလိုချင်ဘူးနော်ဈေးကလည်းအများကြီးမသုံးညင်စတိတ်ကလည်းသိချင်တယ်ဈေးကလည်းအများကြီးမသုံးညင် brand ကလည်းပေါက်တက်ကြ brand တွေကိုမဝယ်ရဲဘူးကြောက်တယ်ဆိုလို့ရှိရင်ခင်ဗျားနဲ့ကျွန်တော်နဲ့ဘဝတူနေပြီကျွန်တော်လည်းရုံငင်းအစ်စ်အတွက်ပေါ့နော် TV ကြီးကြီးတလုံးအစ်စ်ရှာနေတာနဲ့ဆိုတော့အတော်ပဲဖြစ်သွားတယ်ဆိုတော့ဒီနေ့မှာ alpha ကနေပြီးတော့အစ်စ်ထွက်ထားတဲ့ smart TV တွေနဲ့မိတ်ဆက်ပေးမယ် ဆိုတော့ alpha ဆိုတာခင်ဗျားတို့ ਨੇ တိတ်ပြီးတော့စိမ့်မယ်လို့တော့မထင်ဘူးကျွန်တော်လည်းအရင်တုန်းက alpha tv တွေကို showcase လုပ်ခုရဲပေါ့နော် alpha ကမြန်မာနိုင်ငံက brand ပဲဒါပေမဲ့သူက singapore ကနေပြီးတော့တရားဝင် license ရထားပြီးတဲ့ trademark လည်းဖြစ်တယ်အဲသူထုတ်တာကတော့တရုတ်မှာပဲထုတ်တယ်ပေါ့နော်သူက electronic အစုံထုတ်တယ်အရင်တုန်းကလည်းကျွန်တော် TV တွေကို showcase လုပ်ခဲ့ဘူးတယ်ဆိုပေမဲ့ဒီနေ့နဲ့အဓိကကြော်သွားမှာတော့ဒီနေ့မှာ Android ဖြစ်သွားတာ Android ဆိုလို့ရှိရင်เนาะကျွန်တော်တို့ ဖုန်းတွေမှာဆိုလို့ရှိရင် stock android experience တို့ pixel experience အဲအဲ့ဒါမျိုးခင်ဗျားတို့ကြားဘူးလိမ့်မယ်ထင်တယ်အာ enthusiast တွေကဒါမျိုးတွေကြိုက်ကြတယ်ဗောနော် solution နာတော့အဲ့ဒီသဘောမျိုးပဲ tv လောကမှာလည်းဒီလိုကိစ္စမျိုးလေးရှိတယ်တခြားဈေးသက်သာတဲ့အာတရုတ် brand tv တွေထက်စားလို့ရှိရင် google ecosystem လေးထဲမှာရှိနေရလေးဟာမျက်စိအေးနားအေးလေးအဆင်ပြေတယ်ဗောနော် set up box တွေကျွန်တော်တို့တသက်ထက်မဝယ်ခြင်းတဲ့သူတွေအတွက်ဒါလေးကအရေးကြီးတယ် အဲ့ဒါအပြင်ကမှမဒီ TV တွေက price to performance ကောင်းအောင်ဈေးသက်တာပြီးတော့ quality ကိုလက်ခံလို့ရအောင်သူတို့အရည်ရွယ်ပြီးတော့ထုတ်ထားတာပါပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံဈေးကွက်နဲ့ကိုက်အောင်လို့ကိုသူတို့တမင်လုပ်ပြီးတော့ထုတ်ထားတဲ့ model တွေပေါ့အာသူတို့ကတော့အဲ့လိုကိုက်အောင်လို့ထုတ်ထားတယ်ပေါ့တကယ်တမ်းကကိုက်မလားအဲ့ဒါတော့တစ်ချက်စိတ်ကြည့်ကြည့်မယ်ဆို TV အကြောင်းကိုမပြောခင်ဒီဗီဒီယိုရဲ့အဆုံးအမမှာဒီ TV series ကိုသူတို့မိတ်ဆက်ရင်းနေပေါ့နော် discount နေနဲ့ရောင်းပေးမယ် ် live sale အစီအစဉ်အကြောင်းတွေလည်းပြောပြမယ်။ပြီးမှအခုလို့စင်မှာတော့ live sale မှာပေးမဲ့ giveaway အကြောင်းတွေကိုပြောပြမယ်။ live sale မှာ TV ဝယ်တဲ့သူတွေတဲကနေပြီးတော့မှမှအခုပြထားတဲ့မီးပြက်လည်းတုံးလို့ရတဲ့ RAC 250 BT ဆိုတဲ့ air cooler ပေးမယ်လို့ပြောတယ်။ဟာမင်းဟန်အေးရလဲကွာ TV ဝယ်တော့မှ air cooler ပေးမှာလားဆိုတော့အဲမဟုတ်ဘူး။မဝယ်ဘဲနဲ့ဝင်ကြည့်တဲ့သူတွေအတွက်ကိုလည်းဖုန်းပေတို့နော် smart watch တို့32လက်မ Android TV တို့အဲ့ဒါတွေကိုလည်းသူတို့ မဲဖောက်ပေးမယ်လို့ပြောတယ်။ Okay ဆိုတော့ကျန်တော်တော့ပြီးမှဆက်တီမျိုးကိုအရင်ပြောအောင်ပထမဦးဆုံး physical နဲ့သူ့ရဲ့ dimension တွေနဲ့ကိုပြောရအောင် TV ဆိုတာကလေပြောလို့ပြောတာမဟုတ်ဘူးဖုန်းနေနဲ့မတူတာကသူက high end TV မှမဟုတ်ဘူးဆိုလို့ရှိရင် physical ဘိုင်းကမျက်မျက်ဆက်ဆက်ပြောစီတာတိတ်မရှိဘူးရဲ့ဒီ TV ရဲ့ build quality ဘယ်လောက်ကောင်းနေမကောင်းဆိုတော့လေတော်တော်တော်လူကတော့စိတ်ဝင်စားကြလိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးရဲ့အထူးကတော့အခုငင်ရသလောက်ရှိတယ်ဗျာ အောက်ဖက်ကစတန်နေပါတွေကလည်းအာပလတ်စတစ်ပဲ port စီအနေနဲ့က HDMI port 3ပေါက်ပါမယ် USB 2.0ပေါက်တွေလည်းပါတယ်ဆိုတော့ keyboard တွေပါညာတက်သုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်ပေါ့ build quality မှာမြန်မြန်ဆဆပြောစရာရေလို့အများကြီးမရှိဘူးဆိုပေမဲ့အဲတခုသဘောကျစရာလေးတခုလို့ရှိတယ်သူဈေးမှာ screen to body ratio ကောင်းနေလို့ပြောလို့ရတယ်အပေါ်ဘက်နဲ့ဘေးပညာနဲ့မှာသူကဘောင်မရှိသလောက်ပါသွားတယ်သူကအဲ့ဒါကို တင်စားပြီးတော့ levitating screen လို့ခေါ်ဝေါ်ထားတယ်ပေါ့နော်အပြည့်မြင်ရပါတယ်ပေါ့တော့အောက်မှာနည်းနည်းလေးချင်းချီတာလောက်ကလွယ်လို့ရှိရင်တော့အာတော်တော်လေး screen to body ratio ကောင်းတယ်လို့ပြောရမယ်โอเคဆိုတော့တိတ်အရေးမကြီးတဲ့အပိုင်းတွေကိုကျွန်တော်တိတ်မပြောတော့ဘူးအရေးကြီးတဲ့ display ကိုပြောရအောင်ကျွန်တော်ဒီနေ့ showcase လုပ်တဲ့ model ကနှစ်ခုပေါ့နော်53လက်မနဲ့လက်မ90နဲ့အဲ့နှစ်ခုမှာ specification ကမတူအဓိကကတော့ resolution กว่าတယ်ပေါ့ 43လက်မမော်ဒယ်မှာသူက 1080p ပဲရမယ်။လက်မ90နဲ့အထက်ကြီးတဲ့ size တွေကကျတော့ 4K ဖြစ်သွားမယ်။အဲ32လက်မမော်ဒယ်မှာကျတော့သူက 720p ဖြစ်မယ်။ panel အနေနဲ့မှာတော့သူက LED panel တွေတုံးမိထားတယ်။ panel quality ကတော့လက်ခံလို့ရတဲ့အနေအထားမှာရှိတယ်။ brightness အနေနဲ့300 nits အထိရတယ်။300 nits ဆိုတာဖုန်းမှာကြည့်ရင်တော့လဘာကြာကြီးဆိုပေမဲ့နော် TV လိုမျိုး screen အကြီးအကျယ်ကျတော့တောင်တောင်လုံလောက်တယ် view ရဲ့အင်္ဂလီလေမဆိုးဘူးလက်ခံလို့ရတယ် color shift လုံးဝမရှိတာတော့မဟုတ်ဘူး။အာဘေးကနေကြည့်လိုက်ရင်နည်းနည်းလေး color shift လေးတော့အနည်းငယ်တော့ရှိတယ်ဒါပေမဲ့တော်တော်လေးနည်းတယ်ပေါ့နော်။လက်မှတ်90 model မှာက तू က 4K ဖြစ်သွားတဲ့အတွက် तू တိတိတသားကို picture quality ကပိုကောင်းတယ်။ကျွန်တော်တို့အိမ်သုံးအတွက်နော်ရုပ်ရှင်ကြည့်ဖို့အတွက်ဘာညာဆိုလို့ရှိရင်တော့လက်မှတ်90 model ကနေပြီးတော့ထည့်ပြီးတော့စဉ်းစားကြည့်ခြင်းတယ်။တော်တော်ကွာလို့ပြောတာ။ အဲအဲ့လိုပြောလိုက်လို့32လက်မ screen နဲ့43လက်မ screen နဲ့ကလုံးဝအဆင်မပြေတော့ဘူးလားဆိုတော့အဲ့လိုတော့လည်းမဟုတ်ပါဘူးသူ use case နဲ့သူပေါ့ဒါပေမဲ့အာ entertainment အတွက် media consumption အတွက်ဆိုလို့ရှိရင်ကြတော့2025မှာ 4K လေးကပိုနှိမ့်ကြတာပေါ့ဆိုတော့ DTV ရဲ့ response time က10 millisecond ဝန်းကျင်ရှိတယ်ဆိုတော့အရင်ကြီး responsive ဖြစ်တဲ့ panel မျိုးတော့မဟုတ်ဘူးအဲကျွန်တော်တို့ပုံမှန် game ဆော်တာမျိုးပါမျိုးလောက်မှာတော့ကိစ္စမရှိဘူးပေါ့နော်အဲရုပ်ရှင်တွေ video တွေကြည့်မယ်ဆိုလို့ရှိရင်လည်း response time ဘယ်သူက queue site လဲဘယ်သူမှမှ queue site မှာမဟုတ်ဘူး အဲဒါပေမဲ့ဥပမာအနေနဲ့เนาะ PS5 မှာ Call of Duty ဆော့မှာတို့တခြား competitive ဖြစ်တဲ့ console game တွေဆော့မှာတို့အဲ့လိုဆိုလို့ရှိရင်ကျတော့ responsiveness ကခင်ဗျားတို့အတွက်လုံလောက်ချင်မှလုံလောက်လိမ့်မယ်အဲ့ဒီမှာတခုထည့်ပြောဖို့လိုတာ32လက်မ version နဲ့43လက်မ version နဲ့မှာသူက game mode မပါဘူး PS5 နဲ့ game ဆော့မှာဘာညာဆိုလို့ရှိရင်ကျတော့55လက်မလောက်ကနေပြီးတော့စဝဲဖို့ကျွန်တော် recommend လုပ်ရှင်တယ် ဒါ TV တစ်လုံးမှာ picture quality တွေကအရေးကြီးဆုံးဆိုတော့ဒီ TV တွေမှာဘယ်လို feature တွေပါလဲဆိုတာကိုကျွန်တော်ချက်ကြည့်မယ်။အရောင်တွေကိုတော့ပို့ပြီးတော့စိမ့်စိမ့်ဆူဆူတောက်တောက်ပပလေးဖြစ်သွားအောင်လို့သူက natural color enhancer လို့ခေါ်တဲ့ feature တွေ depth enhancer လို့ခေါ်တဲ့ဒီ contrast တွေဘာတွေကို enhance လုပ်ပေးတဲ့ contrast enhancer တို့ image quality ကိုနည်းနည်းတာယာနာပြိုပွဲလေးဖြစ်အောင်လုပ်ပေးမဲ့နော်စိမ့်စိမ့်ဆူဆူလေးစိမ့်စိမ့်လေးလေးဖြစ်အောင်လုပ်ပေးမဲ့ feature လေးတွေပါမယ်အဲ motion အနေနဲ့မှာကျတော့ AI sports mode ဆိုတာရှိတယ် ဒီကောင်ကကြတော့သူက motion ကို smooth ဖြစ်အောင်လုပ်ပြီးတာ frame interpolation ပေါ့ကျွန်တော်တို့အထူးသဖြင့် 24fps တို့ 30fps တို့အဲ့လို signal တွေကိုသူက 50fps 60fps အဲ့လိုအနေနဲ့ဖြစ်အောင်လုပ်ပေးမှာဥပမာအားဖြင့်ကျွန်တော်တို့ 24fps ရုပ်ရှင်နေမှာ tripod နဲ့ပန်လိုက်တဲ့အချိန်မှာ jitter တွေနည်းနည်းထစ်ထစ်ထစ်ဖြစ်သွားတာမျိုးတွေခင်ဗျားတို့အာကြုံဘူးလိမ့်မယ်ထင်တယ်အဲ့လိုမျိုးကို short ချပြတာပေါ့တချို့ကကြတော့လေဒီ feature ကိုမကြိုက်ကြဘူးတချို့ကကြတော့လေဒါကို အဲလို့ခေါ်မလဲ director ကရည်ရွယ်ထားတဲ့အတိုင်းသူတို့ရဲ့ creative ဖြစ်ဖြစ် တမင်ဖန်တီးထားတာပဲအလို့မလို့မကြိုက်တဲ့သူတွေလည်းရှိတယ်တကယ်ရုပ်ရှင်ကြီးမဲ့ဆိုရင်24နဲ့မှ24ဆိုတဲ့သူတွေလည်းရှိတယ်အဲ့လိုသူတွေအတွက်ကလည်းမသုံးညင်တော့ပိတ်ထားလို့ရတယ် Renault feature တစ်ခုအနေနဲ့ဘာပါလဲဆိုတော့ 4K upscaler 4K upscaler ကြတော့သူက 4K မဟုတ်တဲ့ content တွေကို 4K screen မှာကြည့်တဲ့အခါမှာ မှုံဝန်းဝါဖြစ်မနေအောင်လုပ်ပေးတာပြောမယ်ဆိုလို့ရှိရင် TV ကတော့ 4K ဒါပေမဲ့ကိုကြည့်နေတဲ့ content တွေက 720p လို့ 1080p လို့ပဲရှိနေတဲ့အခြေအနေမျိုးမှာဒီကောင်က 4K ဖြစ်အောင်လို့ upscale လုပ်ပေးတာပေါ့ဒါလည်းလက်မှတ်90နဲ့အထက် TV တွေမှာပဲရတယ်သူတို့မှာပဲ 4K ပါတော့ပြီးတော့နောက်ထပ်တစ်ခုက game mode plus ဆိုတဲ့ကောင်ဒီကောင်ကတော့ latency short ပေးတဲ့ feature ပေါ့နော်ဒီကောင်ကကြတော့ TV ကနေပြီးတော့လုံးမဲ့ processing တွေကိုတက်နိုင်တဲ့လောက် short ချလိုက်ပြီးတော့အာဒီ panel ကိုပို့ပြီးတော့ responsive ဖြစ်အောင်လုပ်ပေးတာပေါ့ ဒီကောင်လည်းထုံနီလကောင်းမဲ့လက်မှတ်90နဲ့အထက် Google TV ရမဲ့ model တွေမှာပဲပါ။ Color chainer တွေ brightness chainer တွေအကုန်လုံးလုပ်လို့ရတယ်။ဒါပေမဲ့ um filmmaker mode လို့မျိုးပေါ့နော်။ Uh reference တစ်ခုတသက်ပါမယ်ဆိုရင်တော့ပိုကြိုက်မိမှာ။တော်တော်များများတော့ filmmaker mode ကိုတုံးကြမှာတော့မဟုတ်ဘူးလို့ထင်တယ်။ TV ဆိုတာကို entertainment အတွက်သုံးကြမဲ့လူတွေကပုံများတယ်ပေါ့ဒါပေမဲ့လူတိုင်းက TV ကိုဇင်ခံမှုသုံးတာမဟုတ် ဥပမာအဖြစ်နည်းနည်းလေး color မှန်ဖို့လိုတဲ့သူတွေပေါ့နော်သူတို့ရဲ့ work flow တွေအတွက်ကဒါမျိုးလေးပါလို့ရှိရင်လွယ်လွယ်ကူကူမုတ်လေးတစ်ခုချိန်လိုက်တာနဲ့အဆင်ပြေသွားတာပေါ့ Okay so ဒီ Alpha ရဲ့ TV lineup အစ်စ်တစ်ခုလုံးက Google ကနေပြီးတော့ official license ရထားတာ Android လည်းဖြစ်တဲ့အတွက် app ecosystem လေးလည်းကောင်းတယ်ပြောရရင်ဒီ TV တွေမှာဖုန်းမှာသုံးတဲ့ Android OS ကို TV ပေါ်ပြင်တင်ပေးထားသလိုပဲဒီလား um interface က clean ဖြစ်တယ် android သုံးနေကြသူတွေအတွက်ကတော်တော်လေး familiar ဖြစ်လိမ့်မယ်အ google assistant built in ပါတာဒီเนาะ discover page မှာ content တွေကိုတနေရာတွေကနေ browse လုပ်လို့ရတာဒီ play store တွေ app တွေ game တွေလည်းတကူ download လုပ်ရတာဒီအဲ့ဒါတွေကဒီ android tv ရဲ့အဓိကအားသာချက်ပေါ့ game တွေအတွက်ကတော့ကျွန်တော်ပုတ်ပတ်ပပ game လေးတွေလောက်ပဲကြာမယ်ပေါ့နော် TV တွေမှာ SOC အမြင်ကြီးတွေထည့်ပေးလိုက်လို့ရှိရင်ဈေးတွေကတင်ကြခင်းတော့ဖြစ်သွားလိမ့်မယ် ြောမှန်းသာပြောတာပါတိညာကနန်းရှိတဲ့ TV တွေမှာတော့မှ SOC တွေကအလိုကောင်းကောင်းမွန်မွန်မပါဘူး PS5 ဝယ်လိုက်တာဒါမှမဟုတ် Apple TV ဝယ်လိုက်တာအဲ့ဒါလေးကပိုအေးပါတယ်ပြီးတော့တခြားကိုဖုန်းပေါ်ကနေပဲဖြစ်ဖြစ် tablet ပေါ်ကနေပဲဖြစ်ဖြစ်နော် Chromecast တို့ Apple AirPlay တို့နဲ့ TV ပေါ်ကို content တွေလမ်းတင်ခြင်းလဲတင်လို့ရတယ်ဒီနေရာမှာ alpha ကနေထုတ်တဲ့အထဲမှာသွား53လက်မနဲ့အောက် model တွေကသွား android tv ဆိုရဲကောင်အောင်သုံးတယ်55လက်မနဲ့အထက်ကကျတော့ google tv ဆိုရဲကောင်အောင်သုံးတယ်နှစ်ခုကတူမလို့လို့နဲ့မတူဘူး သူကနှစ်ကောင်စလုံးကတော့ကောမှာတော့ Android ပဲဒါပေမဲ့ UI กว่าတယ် approach နည်းနည်းกว่าတယ် Google TV ကသူက2020ကမှထွက်တာနည်းနည်းလေးပို့ပြီးတော့ seamless ဖြစ်တယ်နည်းနည်းလေးပို့ပြီးတော့ modern ဖြစ်တယ်လို့ပြောလို့ရတယ်သူက content first approach ကိုသွားတာအဲဒါလည်းကြည့်လို့ရတယ်เนาะဆိုပြီးတော့ကိုယ်ကို present လုပ်ပေးထားတာ app တွေကိုဦးစားပေးထားတာမဟုတ်ဘူးသိလားဥပမာအာ Quad TV ကိုဖွင့်လိုက်ပြီဆိုတာ ਨੇ YouTube ကြည့်မလား Netflix ကြည့်မလား Hulu ကြည့်မလား HBO Max ကြည့်မလားအဲအဲ့လိုမျိုး app တွေကိုပြတာမျိုးမဟုတ်ဘဲ ਨੇ ီကားကြည့်မလားဒီကားကြည့်မလားဒီကားကြည့်မလားအဲအဲ့လိုမျိုး content တွေကိုဥစားပေးပြီးတော့ပြ Android TV ကကြတော့ तू က app ကိုနည်းနည်းဥစားပို့ပေးပြီးတော့ပြနည်းနည်းဖုန်းနဲ့ပို့တူတယ်ပေါ့နော်ဒီ app တွေတုံးလို့ရတယ်နော်လို့ပြတဲ့ပုံစံအဲ့လိုမျိုးလေအရန်ကြီးကြီးမားမားကြီးกว่าတာမျိုးတော့မဟုတ်ပါဘူး Google TV မှာက तू က AI power content suggestion တွေပါလာတယ်ကိုအရင်တုန်းကကြီးခဲ့မှုတဲ့ရုပ်ရှင်တွေ TV series တွေပေါ်မှာမူတည်ပြီးတော့ home screen မှာလည်း तू ကလာပြီးတော့ဟာဒါကြည့်ကြည့်မလား ။ခမင်းကြိုက်လို့တယ်နော်။အဲအဲ့ဒါမျိုးကိုယ့်ကိုလာပြောပြပြီးတာ။နည်းနည်းပို smart ဖြစ်တယ်ပေါ့။ပြောမယ်ဆို Apple TV OS နဲ့နည်းနည်းလေးဆင်တူတယ်။ကျွန်တော်တို့ Google TV ကိုတော့ပို prefer ဖြစ်တယ်။အကောင်ကြိုက်တယ်ငါလခွန်း။ Google TV ဘက်မှာနောက်ထပ်ကြိုက်တဲ့တစ်ခုရှိတယ်ပေါ့နော်ဒီကော Google account ကိုသူကတစ်ခုထပ်ပို့ပြီးတော့ဝင်ထားလို့ရတယ်ဥပမာအဖြစ်အိမ်မှာလူ2ယောက်ရှိလို့ရှိရင် user 2ခု3ယောက်ရှိရင် user 3ခုထားပြီးတော့ကိုယ့်ရဲ့ personal home screen နဲ့ကိုကြိုက်တဲ့ content တွေကိုတခါတယ် dashboard လေးအနေနဲ့မြင်ရတဲ့ကိစ္စလေးပေါ့နော်အဲ့ဒါလေးကမိုက်တယ်တခုသဘောမကျတာကသူက Android TV ဖြစ်တဲ့အတွက်သူကဖုန်းတစ်လုံးလိုပဲဥပမာအားဖြင့်ကျွန်တော်တို့အာ power ပိတ်ထားတာအနေပြီးတော့ဖြွင့်လိုက်မယ်ဆိုလို့ရှိရင်သူ့ရဲ့ loading time ကနည်းနည်းကြာဖုန်းနေမှာကျတော့တစ်ချိန်လုံး power ကို on ထားတာလေကိစ္စမရှိဘူးတကယ်တမ်းကတော့ TV မှာလည်းကိစ္စမရှိဘူးဗျ TV က standby လုပ်ထားပြီးတော့ ပေါ်ပေါ်မပိတ်ထားပဲနဲ့ဆိုလို့ရှိရင်ငါဒီပြဿနာရှိမှာမဟုတ်ပြဿနာမြန်မာနိုင်ငံမှာရှိနေတာမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကျတော့မီးပြတ်သွားလို့ရှိရင်စတန်ပိုင်မဟုတ်တော့ဘဲနဲ့ပိတ်သွားတာအဲ့လိုပိတ်သွားတဲ့ခါကျလို့ရှိရင်ပြန်ဖွင့်ဖို့အတွက်ကိုအချိန်တက်တက်ပြန်ဆောင်ရတယ်ဥပမာအဖြစ်ကျွန်တော်က HDMI တစ်ခုခုနဲ့ချိန်ထားမယ်နော် TV ရဲ့ဒီ Android operating system ပါညာကိုမသုံးချင်ဘူးအဲ့လိုဆိုရင်တော့မှ input menu ကိုရွေးလို့ရဖို့အတွက်ကို Android တက်လာတာကိုစောင့်ရတယ်ဒါလေးကတော့စိတ်ကတိကအောင်ဖြစ်စရာလေးတစ်ခုပါ မြန်မာနိုင်ငံမှာမှုလို့ဖြစ်တဲ့ပြဿနာပေါ့နော် Alpha ရဲ့အပြစ်လည်းမဟုတ်သလို Android ရဲ့အပြစ်လည်းမဟုတ်ဘူး Google ရဲ့အပြစ်လည်းမဟုတ်ဘူး Okay so remote တွေအကြောင်းပြောအောင် remote မှာသူက Android TV အတွက်ကတစ်မျိုး Google TV အတွက်ကတစ်မျိုးနှစ်မျိုးပေါ့နော် Android TV အတွက်မှာကျတော့သူကနည်းနည်းလေးပို့ပြီးတော့ traditional SAN နဲ့ remote remote ကခက်ရှည်ရှည်ကြီးကြီးပေါ့နော်လက်မှတ်90နဲ့အထက် model တွေမှာကျတော့ဟို smart TV တွေနဲ့ပို့တူတဲ့ smart remote ပို့ဆန်တယ်ပေါ့ personally ရတော့ဒီ remote အသေးကိုပို့သဘောကြတယ်နောက်ပိုင်း TV တွေမှာလေဒီလို1 2 3 4 5 6 9 8အဲ့ဒီ club number တွေပါနေရရှွတ်ရွှွှွှတွေပါနေရမလို့တော့အောက်မှာအသုံးများတဲ့ဒီ app lock လေးတွေရယ်နော်အပေါ်အောက်ဘေးညာသွားတဲ့ club လေးတွေရယ် home button လေးရယ်ဒါတော့လေးပိုင်ကိုအဆင်ပြေနေပြီ remote မှာတော့ဘာမှ fancy fancy မဟုတ်ဘူး um တချို့ button တွေကอืมသူသိပြီ navigation button တွေကအဲ့လိုမျိုး adaptive feedback လေးပါမယ် volume button တွေဘာတွေကကျတော့ silent ဖြစ်တယ်ပေါ့နော်နည်းမရှိမရှိလေးဖြစ်တယ် quality လေးကတော့မဆိုးပါဘူးနော်ဒီကောက်မှာဆိုလဲလို့ပဲอืมဒီ Google ရဲ့ remote မှာကျတော့ခလုတ်တိုင်းက feedback လေးကကောင်းနေပါတော့လို့မရှိဖြစ်တဲ့ခလုတ်မပါဘူးအကုန်လုံးကအဲ့လို tactile feedback လေးပြန်ပေးတယ်ဆိုတော့ဒီကောင်တွေက အာ bluetooth remote တွေပေါ့နော်သူက bluetooth remote ဆိုပေမဲ့ IR နဲ့လည်းအလုပ်လုပ်တယ် bluetooth နဲ့လည်းအလုပ်လုပ်တယ်နှစ်ခုစလုံးနဲ့အလုပ်လုပ်တယ်ပေါ့နော်ဆိုတော့ bluetooth remote ဖြစ်သွားတဲ့အတွက်ထုံးစံအတိုင်းပဲသူက Google Assistant ဘာညာခေါ်မယ်ဆိုလို့ရှိရင်လည်းဒီ cloud ကိုနှိပ်ပြီးတော့သူက mic အနေနဲ့တုံးလို့ရတယ်ဒီ TV တွေမှာကသူက YouTube ကနေပြီးတော့ video တစ်ခုခုရှာမယ်ဘာညာဆိုလို့ရှိရင်ရမ်းလွယ်တာကိုရှာခြင်းတဲ့ video ကိုရွတ်ပေးလိုက်ဒါနေနှိပ်ပြီးတော့ video ဇာတ်နေရွတ်ပေးလိုက် YouTube ကနေပြီးတော့ဆက်ရွှေဆက်ကိုတန်းပြီးတော့ပြပေးတာအဲ့ဒါဒီ DVD ရဲ့အဓိက မိန်ဆန်လင်းပွိုင်မသိဘူးလား Google ရဲ့ ecosystem ထဲမှာအပြည့်အဝရှိနေတာလေကဒီမှာတွားပြီးတော့တည်တာသေးတယ်ပေါ့နော်တွားပြီးတော့ဒီမှာလာနှစ်ကြတယ်ပေါ့ Okay ဆိုတော့အာဗီဒီယိုကိုအခုချိန်ထိကြည့်ပြီးတဲ့သူတွေအတွက်ကိုတရင်ကောင်းလေးလာမယ်အခုလာမဲ့အမ်ဧပြီလ6ရက်နေ့ည9:00နာရီကနေ9:00အထိကို Alpha ရဲ့အခုကျွန်တော်မိတ်ဆက်သွားတဲ့ Android နဲ့ Google TV တွေကိုတို့ပုံမှန်ဈေးထက်တော်တော်လေး short ပေးထားတဲ့ဈေးနဲ့တို့ဒီ Alpha Electronic Page ကနေပြီးတော့တညာတည်းပဲ live sale လုပ်ပြီးတော့ ်ဒါတို့ရောင်းပေးမယ်လို့ပြောတယ်ဗောနော်ဘလောက်လျှော့ပေးမှာလဲအဲ့ဒါလေးတွေနည်းနည်းတီဇာလေးတွေပြောလိုက်မယ်ဗောဈေးနှုန်းနေရာတော့အတိအကျတော့မသိရသေးဘူးဒါပေမဲ့ခက်မှန်းလေးတော့ကျွန်တော်ပြောထားတယ်ဗောဥပမာအားဖြင့်ကျွန်တော်တို့ဈေးနှုန်းနေနဲ့ကျွန်တော်ဒီနေ့ showcase ထုတ်သွားတဲ့ထဲက43လက်မဆိုလို့ရှိရင်ပုံမှန်ဈေးက7သိန်းကျော်ကျော်ရှိမယ်အဲ့ဒါကို8သိန်းကျော်အထိသူတို့ short ပေးမယ်လက်မ90 model ကကျတော့18သိန်းခွဲကိုပထမဝယ်တဲ့သူ10ယောက်အတွက်ကို73သိန်းကျော်နဲ့ရမယ်ပြီးတော့လို့ရှိရင်တော့14သိန်းကျော်လောက်ဖြစ်မယ်လို့သူတို့ပြောတယ် 55လက်မမော်ဒယ်ကကျတော့30နီးပါးကို18သိန်းကျော်ကျော်ထိရှော့ပေးမယ်65လက်မမော်ဒယ်ဒီမော်ဒယ်ကကျွန်တော်အနေနဲ့မှာ sweet spot လို့ထင်တယ်ပေါ့နော်33သိန်းခွဲကနေပြီးတော့25သိန်းကျော်ကျော်ထိရှော့ပေးမယ်85လက်မ Esdo မော်ဒယ်ကကျတော့45သိန်း5000ကနေပြီးတော့36သိန်းကျော်ကျော်ထိသူတို့ရှော့ပေးမယ်အာကျွန်တော်ရှေ့တုန်းကပြောလိုက်တဲ့လိုမျိုးပဲပေါ့နော်အာ65လက်မကတော့လုံးဝ sweet spot ပဲ55နဲ့65နဲ့က size ကတိတိတသားကိုကွာလာဒါပေမဲ့ဈေးကကျတော့9သိန်းလောက်ပဲဟာတယ်ဗောနော်အဲဒါပေမဲ့65လက်မနဲ့85လက်မနဲ့ကလည်း size ကတိတိတသားကွာတယ် diagonal တွေ့တာဖြစ်တဲ့အတွက်10လက်မဆိုရင်ဟာတော်တော်တိတာတယ်ဒါပေမဲ့လည်း10လက်မအတွက်ကို तू ပို size ရမယ့်ဟာက73 4သိန်းလောက်ဖြစ်သွားပြီဗောနော်ဒါ TV လောကမှာတော့ဒီတိုင်းပါပဲ65လက်မအမြဲတမ်း sweet spot ပဲ okay ဆိုတော့ညီကုန်းကြုံအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ဒီ alpha ရဲ့ Android TV, Google TV, အဲ့ကောင်တွေကတခြား brand တွေရဲ့ Google TV တွေနဲ့ရှင်လိုက်မယ်ဆိုလို့ရှိရင်တော့ price point အရာကပေးရတာတန်တဲ့ TV တွေလို့ပြောလို့ရတယ်။အဲ့ဒါတော့တေချာတလို့ရှိတယ်။ကျွန်တော်အကုန်လုံးတော့မသုံးဘူးပေါ့နော်။လက်ရှိဈေးကွက်ထဲကတခြားရှိနေတဲ့ TV တွေနဲ့ရှင်လိုက်နေဆိုလို့ရှိရင်တော့အတန်ဆုံးနေတွေကတခုပဲလို့ပြောလို့ရတယ်။ဈေးသက်သာအောင်လုပ်ထားတဲ့အတွက်အဆအဆအရရာကတော့ perfect ဖြစ်မနေဘူး။ဘယ် product ကမှလည်းတော့ perfect ဖြစ်နိုင်မှာတော့မဟုတ်ပါဘူး။အာ quality ကလက်ခံလို့ရတဲ့အနေအထားမှာရှိမယ်เนาะ Google ရဲ့အာ clean interface လေးနဲ့ဒီပေးရတဲ့ဈေးနေရာတော့တန်ပါတယ် ကျွန်တော်တော့အဲ့လိုမြင်တယ်ပေါ့နော်ကျွန်တော်ကြီးပဲမြင်လို့လည်းမပြီးသေးဘူးခင်ဗျားတို့ကဘယ်လိုမြင်လဲအောက်က comment တွေမှာခွန်ရောက်ဆိုနေကြီးခွန်သားလို့ရပါတယ်โอเคနောက်နေ့မှတွေ့တာပေါ့